် NGO မှာလှုပ်ရှားဖို့အတွက် cover letter ဘယ်လိုပြင်ဆင်ကြမလဲသိချင်နေဆိုရင်တော့ဒီ video ကိုဆက်ကြည့်ပါမယ် cover letter ကဘာကြောင့်ရေးကြည့်လဲ cover letter ဆိုတာ CV ကိုမဖတ်ခင်မှာရှင် filter လုပ်တဲ့ဆင့်တစ်ခုဖြစ်ပြီးတော့ HR manager ရဲ့အချိန်ကုန်တက်တာစီမှုအတွက်လောက်ရတဲ့ဆင့်တစ်ခုဖြစ်ပါတယ်ဆိုတော့ cover letter ဆိုတာ CV form တစ်ခုလုံးကိုမဖတ်ခင်မှာဆိုပထမဆုံးစစ်ဆေးရဲ့ check point အနေနဲ့တွေ့ရတာလည်းဖြစ်ပါတယ်ဆိုတော့ cover letter မှာကိုယ့်ရဲ့တွေ့ကြုံအနေနဲ့ ခေါ်နေတဲ့လုပ်ငန်းကိုချိတ်ဆက်ပေးတယ်။ရေးကြီးရရန်ဖြစ်ဖို့လိုပါတယ်။စီဖုန်ရေးမယ်ဆိုလို့ရှိရင်ရေးပွဲအဖြစ်ပိုင်း၃ပိုင်းပါဖို့လိုပါတယ်။ပထမပိုင်းကတော့ open လို့ခေါ်တဲ့ဖွင့်၊ဒုတိယပိုင်းကတော့ policy ဖြစ်ပြီးတော့တတိယပိုင်းကတော့ conclusion ဒီ၃ပတ်ပါဖို့လိုပါတယ်။ပထမဆုံးပိုင်းနေနေကတော့ဖွင့်ပိုင်း ဒီမှာဆိုလို့ရှင်တော့ကိုယ်ကဘာရာဓုကိုရှောက်တယ်ဆိုတာသိချာလေးထည့်ရှင်းဖို့လိုပါတယ်။ပြီးလို့ရှင်ကိုယ့်ရဲ့ background ကိုယ့်ရဲ့ experience ဒါတွေနဲ့ပတ်သက်ပြီးတော့အခုခေါ်တဲ့လုပ်ငန်းကိုယ်နဲ့ဘယ်လောက်ထိခိုက်ညီမှုရှိကြအောင်သိချာလေးပြောဖို့လိုအပ်ပါတယ်။အဲဥပမာပြောရမယ်ဆိုလို့ရှင်တော့စိတ်ဝင်စားလို့ပါဒါမျိုးကသိချာချေရတဲ့ဥပမာမဟုတ်ဘူးเนาะဒါမျိုးဆိုတာထက်ကိုယ့်ရဲ့အတွေ့အကြုံကိုယ်ဘယ်နှစ်လောက်ခဲ့တဲ့တွေ့ကြုံကကိုဒီရာဓုနဲ့ကိုကဘယ်လိုခိုက်ညီမှုရှိနေလဲဆိုတဲ့ဥပမာမျိုးဒါလင်းတေးကိုသိချာလေးအားလည်းလုပ်ပြဖို့လိုအပ်ပါတယ်။ paragraph 2မှာတော့ body ဖြစ်ပါတယ်ဒီမှာတော့ကိုယ်စီပြီးသူတစ်ပိုက်သုံးပုံနှစ်ပိုက်လိုအပ်တယ်လို့ရှင်းလို့ရပါတယ်ဒီအပိုင်းမှာဆိုလို့ရှင်တော့အဓိကအဲ job description ပေါ့နော်ဒီထဲကနေပြီးတော့အရေးအကြီးဆုံးလိုအပ်ချက်နှစ်ခုသုံးခုကိုရွှေပြီးတော့ကိုယ့်ရဲ့ရှင်ရှိခဲ့တဲ့ experience နေရဲ့အောင်မြင်မှုတွေနဲ့တကူချင်းစီပြန်လဲသုံးသပ်ပြီးရရှိဖို့လိုပါတယ်။ဥပမာဖြစ်ဆိုလို့ရှိရင် ကိုယ့်ရဲ့အောင်မြင်မှုတွေမှာ percentage number တွေနဲ့ပတ်သက်တဲ့အရာတွေပြနိုင် ကောင်းပါတယ်။ဥပမာကိုကဝန်ထမ်းအယောက်တရာကိုအုပ်ချုပ်ခဲ့တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်း intern level လေပဲဆိုလို့ရှိရင်လည်းကိုကအရင်ကျောင်းမှာ volunteer အနေနဲ့လုပ်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်အဲတက်ဆိုင်ရာကျောင်းသားတွေဘယ်နှယောက်ကိုကိုက education session လေးတွေပေးခဲ့တာဒါမျိုးလေးကိန်းကနေပေါ်ပြနိုင်တဲ့ခြေပွန်းလေးတွေထည့်ရနိုင်လို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်။ paragraph 3ကတော့ closing နောက်ဆုံးပိုင်းဖြစ်ပါတယ်ဒီမှာတော့ကိုယ့်ကို interview ခေါ်ယူမလင်းတဲ့ကြောင်းကိုယ်ဆက်သွင်းနိုင်မယ့်ဖုန်းနံပါတ် email ဒါတွေကိုထပ်မံတည်ပြုပြီးတော့ပေါ်ပြပေးဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ email ပေါ်ဒီမှာလည်းဒီ cover letter ရဲ့အတိုချုပ်ကိုပေါ့နော်ရေးပေးနိုင်လို့ရှိရင်တော့ HR manager အနေနဲ့အချိန်ကုန်တက်တာတယ်ပေါ့နော်နောက်ဆုံးအဓိကအရေးကြီးပြောချင်တာကတော့ကိုရှောက်တဲ့ job title နဲ့ organization name ဒါတွေကိုမမှားဖို့တော့၃ချိန်လောက်ကိုတိကျလေး attribute စစ်ဆေးပြီးမှသာလေးပို့ဖို့ချင်ပြချင်ပါတယ် ားလုံးပဲဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။နောက်ပြီးရီမှာလည်းဘုဒ္ဓရာဇ္ဇီမဲ့ချားရီဆက်ပြီးတင်ဆက်ပေးမှာကိုဆက်ဆောင်ချီးပေးဖို့ကြိုးစားချင်ပါတယ်။